natural sunlight ဆိုတာသူတို့ makeup နဲ့ကိုမှတကယ်ပူလောင်နေတဲ့ကောင်မလေးရုပ်ဖြစ်ချင်တော့အဲ့လို makeup နဲ့တီးတို့ပို့ပြီးအိုးအောင်လုပ်ထားတယ်ပြီးတော့အတွေးခေါ်လာကြ my agent ဆန်နာမျိုးတလုံးချင်းစီပြောချင်လိုက် my agent my agent နဲ့ကောင်မလေးအဲ့တော့ကောင်မလေးကတော့ထမ agent မနေပါဘူးဟုတ်ဟောအော်ရန်အော်ရန်အော်ရအတန်နေတော့ပျောက်တယ်မင်းကြောင့်ပဲလေပြန်မပြောရကတော့လုံးဝကိုမအစ်စ်ဆန်းဖြစ်စီမယ်ရုပ်ရှင်ကတကူဆိုတာဒီလိုအာမခံပါတယ်ဟုတ် လိုက်လို့လည်းနည်းနည်းစားတယ်။ဘမဖောက်ချင်းစင်းပြန်ပြောရကတီရီဘွားရဲ့ဒီရုပ်ရှင်ကားရည်တွေမှာမနော်တီရီရိုက်ထဲခဲတယ်ဒီအများကြီးတော့မရှိပါဘူးဒီကားရည်တွေမှာဒါတကယ်ကိုမမှတ်မှတ်ရရဖြစ်တဲ့ကားတခုလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒီကားကိုစပြီးတော့ဒီကမ်းလှမ်းလာကြတဲ့ဒရိုက်တာပေါ့ဒရိုက်တာရဲ့ယုံကြည်ချက်ပေါ့ ရုပ်ရှင်ကကောင်းကောင်းကိုကြည့်တာကိုကြိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကိုယ်တိုင်ကလည်းရုပ်ရှင်ကကောင်းကောင်းကိုရိုက်တာအဲ့အတွက်ကြောင့်မလို့ TV တို့ဒီ cast တွေအနေနဲ့ပါဝင်တဲ့ talent တွေအနေနဲ့လောက်ရတာပို့ပြီးတော့မှတာဝန်လည်းကြီးတယ်လို့ပို့ပြီးတော့လည်းအားရရတယ်ဒါမှန်တယ်ပြောရင်ပေါ့နော်အဲ့တော့ပြန်ပြောရကတော့လုံးဝကိုမှအစ်စ်ဆန်းဖြစ်စေမယ်ရုပ်ရှင်ကတခုဆိုတာ TV တို့အားမခံပါတယ်ဟုတ်ဟုတ်ပါဆိုတော့ ဒါတေးသေးဆိုရင်ရောဘယ်လိုစက်ရုံလေးနဲ့မြင်ရလဲခင်ဗျာအာရန်စပွိုက်တော့မှာဆိုလို့ပေါ့နော်ဆိုတော့နာမည်နာမည်လေးကိုတော့ပြောလိုက်ရောနာမည်လေးကကော်မလေးရဲ့နာမည်ဒီထဲမှာအေဂျင်မအေဂျင်မအေဂျင်ဆိုတဲ့နာမည်ဒီတိုင်းဆိုတော့အေဂျင်ဆိုတဲ့နာမည်ကိုရှေ့မှာမှာထည့်လိုက်တော့မအေဂျင်ပေါ့ဒါပေမဲ့ဒရိုက်တာရဲ့အတွေးခေါ်အားကြာမအေဂျင်ဆိုတဲ့နာမည်ကိုတလုံးချင်းစီပြောချင်လိုက်မအေဂျင်မအေဂျင်နဲ့ကော်မလေးအဲ့တော့ကော်မလေးကတော့ထင်မှာအေဂျင်မနေပါဘူးဟုတ်ဆိုတော့ထွေးလာလေးမှလည်းကြည့်လိုက်ဟုတ် ော်ရဲ့နော်ရန်အော်ရဲ့ရန်အော်ရဲ့အတန်နေတော်ပျောက်တယ်မြန်ငါငါဘယ်လိုလုပ်ပြန်လဲငါကြောင့်လားနင်မိကြောင့်ပဲလေမနေ့ကတနေ့ထဲမှာတီးရိုက်တဲ့ကားတွေမှာပေါ့ကျမရဲ့ V-Lane ပေါ့နော်ကျမရဲ့ V-Lane ဒီ HLR ဒီပြန်ပြောရကြအကုန်လုံးစဉ်းစားကြငါအရန်အော်ပါလားလို့ရန်အော်ပါလားပေါ့နော်ဟိုတို့ကြောင့်သားဟို ဆေးလေအဲ့ဆေးကိုတော့စပွန်ဆာနားရင်ကောင်းမလားမသိဘူးတအားစားလို့ရုပ်ရှင်တကာရိုက်ပြီဆိုလို့ရှင်၃ပူလေးမှနည်းဆုံးကုန်တယ်တအားစားလို့ natural sunlight ဆိုတာသူတို့ makeup နဲ့ကိုမှတကယ်ကိုပူလောင်နေရကောင်းမလေးရုပ်ဖြစ်ချင်တော့အဲ့လို makeup နဲ့တီးတို့ပို့ပြီးအိုးအောင်လုပ်ထားတယ်ပြီးတော့ eyeliner တော့ပေးမဆွဲဘူးအဲ့တီးပြအမမရရတော့ပြီး inner မှာခိုးဆွဲရ brighter monitor နေချင်အမဘာလို့ eyeliner ဆွဲထားရလဲ eyeliner နဲ့ပြန်ပြအဲ့လိုမျိုးပေါ့เนาะဆိုတော့အမမရရပါပဲဟုတ် ဘာလို့လဲဆိုတော့ဟိုငိုတော့ငိုနေတယ်ငိုနေရဲ့ခံတစ်ခုကျုပ်ဆောင်နေဆိုပါတော့ငိုတော့ငိုနေရဲ့ eyeliner မပြည့်အောင်ငိုတယ် mascara မပြည့်အောင်ငိုတယ်လို့ဆိုတာလည်းအိဗယ်မှမရှိရအပြင်မှာထားပါတော့ဟိုအတဲကွဲလို့ငိုတယ်ဖြစ်ဖြစ်မိဘတခုခုဖြစ်သွားလို့ငိုတယ်ဖြစ်ဖြစ်ဒါတွေကို gum site နိုင်အောင်နေသေးလားအဲ့တော့အဲ့ခန္ဓာချက်ကိုပေးချင်တာလေဒီရီအလားကိုကြည့်စေချင်တာမဟုတ်တာခန္ဓာချက်ကိုပေးချင်တာလေဟိုရုပ်လှပြီးတော့ဒီလိုမျိုးကင်မရာရှိမှနေလို့ရရဲဆိုတာလှရဲ့လူမှအများကြီးပဲတီးတဲ့လှရဲ့လူမှအများကြီးပဲ cookie main ကလေးဆိုပုံအောင်လှသည် ဒါမဲ့တီးတို့ကဒီမြင်နေရတဲ့ဖန်သားမြန်နေတဆင်တီးတို့ပေးနေတာအခန်းစားချက်လေးတီးတို့ရုပ်လောက်ပေးနေတာမဟုတ်ပွဲတက်မှာမဟုတ်လားအဲ့လိုမျိုးပေါ့နော်တီးရဲ့ခံယူချက်ကတော့အဲ့လိုဆိုတော့ဟုတ်တယ်တီးရကတိတ်ပြီးတော့အဲ့အရာတွေကိုတိတ်ကြည့်မဆိုင်ဘူးပြီးတော့ဟို character ဘောင်ထဲဝင်မှုဒရိုက်တာသဘောကျဖို့ဇာတ်လမ်းနဲ့ညီဖို့ပို့အရေးကြီးတယ် ဟုတ်တယ်ခံစားချက်ပဲပေးချင်တာဟိုစကလုံးနေကြီးတက်တက်လည်းမပေးချင်ဘူးဟိုဟိုမျက်နှာကြီးတက်တက်လည်းမပေးချင်ဘူးရုပ်ကြီးတက်တက်လည်းပေးချင်တာလည်းမဟုတ်ဘူးဒီ character ရဲ့ဖြစ်နေတဲ့ခံစားချက်ကိုဒီလိုပေးချင်တဲ့အခါမှာအဲ့ဒါကိုပေါ်တွင်မှပို့အရေးကြီးရဲ့လို့ဒီပြရတော့မြန်ခံယူထားရပေါ့နော်ကျင်ကျမမတက်နဲ့နော်စိတ်ကုန်ငင်းကြတာဟဲ့အဲ driver တီးတို့ဒီကားမှာကိုပါတဲ့အပိုင်းကိုပဲ script ကိုထုတ်ပေးထား script ကိုတအုပ်လုံးပေးထားတာမဟုတ်ဘူးသူ story ကဘာလဲဆိုတာလည်းမသိအောင်ကို story ကဘာလဲအော်မတီဗီနဲ့ဆိုတဲ့ညီညီနဲ့ဆိုတီတို့မှာမှာနှစ်ယောက်ဆက်ဆိုတီတို့သိရဲကွာအဲ့မှာ channel ပါတဲ့လူတွေရဲ့ဇက်ကိုတီတို့မသိအောင် shooting နေပါတော့လဲလေဖောက်ရိုက်နေရဆိုမှရဲဆက်ဆက်လို့မရဘူးလေတိတာ shooting မှာတော့တော်တော်လဲရပါတော့အဲ့တော့ဘာဖြစ်လဲဆိုမှတ်မှတ်ရအဲ့တော့ night scene ရိုက်တာ night scene ရိုက်တဲ့အချိန်မှာ ရိုက်တာသူ့ဆန်ညစာကတော့အပြည့်ပေါ့ဆိုတော့ခဏလေးထားပြီးတော့ဓမ္မယုံမှာရိုက်တာရန်ခင်းမှာခဏလေးထားပြီးရိုက်တာဘာလို့မျိုးသွားလို့ဆန်ညစာကယူလူသွားပြီးတော့အိမ်တိုင်းမှာသွားခုတ်ဖတ်အပြည့်မှာရိုက်တာလေးဆန်ညစာကိုပျောက်တယ်ဆန်ညစာဘယ်ဟုတ်မလဲမသိဆိုတော့အိမ်တိုင်းမှာမန်ကန်လမ်းအမလေးမရိုက်ဆိုတော့ဖတ်လို့တော့မျိုး run through ပေါ့တည်မှာရိုက်တာလောင်နေတော့ဆန်ညစာမသိသူတွေပြန်ထွက်လိုက်ပြန်ထားလိုက်အမကယူရမဟုတ်ပါဘူးဘာလို့ပြောနေရလဲမသိဘူးအဲ့လောက်ထိသိကျင်လုံးလို့အဲ့တော့ပြန်ပြောရတာက ဟို rider ဘယ်လောက်တောင်လှုပ်ရလဲဆိုကက်စင်အောင်ချင်းချင်းပေးမသိဘူးအဲနောက်ဆုံးအကုန်လုံးရိုက်ပြီးသွားရဲ့နေကြတော့ဒီလိုမူသားစားကြအောင်မူသားစားအဲ့လိုအကုန်လုံးလိုက်မိအဲ့နင်ကဘာလုပ်တာလဲနင်ကဟာအဲ့လိုမှပါဆက်ဆက်တော့အော်နင်နဲ့ဒီနဲ့ဒီလိုအော်သူနဲ့သူနဲ့အဲ့လိုအဲ့လိုအဲ့လိုရမင်းသူစီပြလာနေဖို့ပြောနေတာရမင်းဒီမှာပဲနေချင်တယ်အလုံး welcome ဒီထဲမှာပါရဲတခြားကက်စီပေါ့နော်ကုတ်မော်မဖူးဖူးတို့ရောဒီဒီတို့အောင်ရထိုက်တို့ဒီကျော်တို့အောင်ရမင်းတင်တို့စာနဲ့ညီညီတို့နောက်ဆုံးဥရသာနေမင်းပဲပါတယ်ဥရသာပါတယ်ဆိုတာကမှတိဒီကားရိုက်နေအောင်တော့လောက်မှတိရအဲ့လိုမျိုးဆိုဒီလူတွေကအပြစ်မှာဆိုလဲဒီတို့ဟို ခုနပဲဆိုကိုတန်မိုးထားတဲ့အရာရုံကြီးကြီးနဲ့လုံနေတဲ့လူတွေကွာအဲ့လိုဆိုကြဒီလူတွေကတော့ပေါင်းလိုက်ဘာဖြစ်လာမလဲဆိုတာကိုပို့ပြီးတော့စိတ်ဝင်စားကြတယ်လို့တီးရမြင်တယ်နောက်အခု interview လေးအတူလေးတီးရ talk show လုပ်ထားတော့အဲ့ဒါလေးတင်နေရဆိုတဲ့အချိန်မှာလည်းဒီဥရစာနဲ့ပတ်သက်ဆိုလို့အကုန်လုံးစိတ်ဝင်စားကြတယ်ဥရစာကိုယ်တိုင်ဆိုလည်းသူပြောတယ်သူသူဒီကားကိုမှသူပထမဆုံးပြင်ရင်ဒါဘာလို့လဲဆိုတော့လူငယ်နဲ့လှုပ်လှုပ်ချင်လို့ သူပြီးတော့သူလောရတဲ့ခါမှာလည်းသူတို့ခင်နဲ့မတူတဲ့ဟာတွေသူအများကြီးပြောပြရတယ်ဒါတွေကပေါ့နော်အကုန်လုံးအတွက်ကအသက်ဆန်းတစ်ခုဖြစ်နေမယ်လို့တော့တီးပြီးတော့ထင်တယ်ဒါကြောင့်မို့လို့လည်းစိတ်ဝင်စားကြတာပေါ့နော်ဟုတ်ကိုကတော့ run တာဒီ clear နဲ့ရရတာ generation အရင် advance ဖြစ်သွားတယ်လှုပ်ရှားတဲ့ပုံစံသူတို့ organization ကအရင်ကိုရုခေလို့မဟုတ်ကိုရုခေကမင်းကကောင်းအောင်ဒီမင်းသားကောင်းလိုက်ကောင်းအတော့ပဲလိုက်ပြီးအဲ့လိုပဲလိုက်အဲ့လိုမဟုတ်သူကတယောက်နဲ့တယောက်လည်းသူက respect ရှိတယ် တကယ်လည်းအော်ဒီနေ့ကဒီကမှမဆုံးလိုက်ဘူးပေါ့နော်ဒီလိုနဲ့အပိုင်းနဲ့အတူတူမဟုတ်တဲ့အတွက်ကြောင့်ဒါမဲ့ဟိုရုပ်ရှင်မှာပြန်ကြည့်ရတဲ့အခါမှာတော့တေးကြရဲသူဆွဲခေါ်တာမဆွဲခေါ်တာကအရန်တိတာရဲသူအရန်လှုပ်ပေးရဲသူအရန်ဖြစ်စေခြင်းနဲ့သူကိုယ်တိုင်ကကိုယ်ကဒီလိုလိုပဲဟိုကောင်းဖို့ပဲသူစ조사ပြီးတော့မှသူအကုန်လုံးကိုလူငယ်တွေကိုသူတင်ပြပြပြီးရဲဆိုတာမြင်တာပါတယ်ဟုတ်အဲ့လိုမျိုးဟုတ်သူလည်းတကယ်ကိုမှတင်းမွက်ကောင်းကောင်းနဲ့လှုပ်လှုပ်တဲ့လူဆိုတော့လေဟုတ်ကျောင်းဝင်ရလေးဆို အဲ့အဲ့ဒါကတော့ပြောလို့မရဘူးเนาะဒါမဲ့စကားကြည့်ရင်တော့မြင်ရပါလိမ့်မယ်အမှမိဘနဲ့ပတ်သက်တဲ့ကိစ္စတွေတခုပါတယ်ပေါ့เนาะအဲ့အခန်းကတော့ driver ကအမမရဲ့အဲ့အခန်းကိုသူကမရိုက်ခင်မှာတီးရို့နောက်ကိုနောက်ခေါ်ပြီးတော့ပြောပြတယ်အရှိမှလည်းဒီဟာကိုပြောပြပြီးတယ်ဒါပေမဲ့ဒီအခန်းရိုက်ဖို့ကိုသူတီးရို့စကားရအများကြီးပြောရပေါ့เนาะစကားရအများကြီးပြောရဆက်ပါတယ်ဆိုတီးရို့မှာဟို ဒါမိသားစုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်တမိသားကိစ္စတွေဖြစ်လူရယ်လို့ဖြစ်လာပြီဆိုတော့ trauma တွေအများကြီးရှိရတယ်။တိရခံစားချက်တွေရှိရအဲ့ခံစားချက်တွေတဲကမှ तू က तू तू နဲ့တည်နေဆိုလို့ခုနကပြောတဲ့တွေးခေါ်ရတဲ့တူတဲကမှ तू လိုချင်တဲ့ item ရဖို့ तू ဘယ် ဘယ်လိုစကားကိုပြောရင်ဒီအိုင်တန်ရထွက်လာမလဲဆိုတာ तू သိရော तू တီးရောအဲ့လိုအကြောင်းအရာတခု तू တဲပြီး तू တီးရဲ့ဟို trauma ကိစ္စတခု तू တဲပြီး तू ပြော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 အဲ့တော့ကလေအဲ့လိုကအဲ့လိုမှတ်မိလားအဲ့ဒါအဲ့လိုဆွဲချိန်မှာတကယ်တမ်းပြုတ်ဆောင်တဲ့ချိန်မှာ TV လေးအရန်ကိုမှအဲ့လိုတကယ်ကိုမျောသွားတာပေါ့နော်အဲ့အဲ့အခန်းကိုပေါ့ဆိုတော့အဲ့အခန်းကတော့အမှတ်တရဖြစ်ဆုံးမှာပဲဘာလို့လဲဆိုတော့ခုခုကိုပြုတ်ဆောင်နေရရလို့မထင်မဲနဲ့တကယ်ကိုမှကို trauma ဖြစ်ခဲ့တဲ့ moment တွေကိုပြန်ပြီးတော့ သွားနေလိုက်ရပြီအဲ့ moment နဲ့မှာဘေးနားမှာရှိနေရတဲ့အကုန်မေ့သွားတယ်ပေါ့ဆိုတော့အဲ့ဒါကိုတော့အမှတ်ရအမှတ်တရအဖြစ်ဆုံးပဲပေါ့နော်ဟုတ်ဟုတ်ဒီကားကိုကြည့်လို့ရှိရင်ဒီတီးတို့နောက်ကပါထားတဲ့ဒီလူငယ်တွေအကုန်လုံးကလေခုနပြောသလိုဟိုမိရစာလိုက်ထိုးပေးရမယ်ဆိုထိုးဝုံးမယ်ဆိုတဲ့လူတွေ ကိုယ်ခံမပါရင်တော့မှအဲ့လောက်ထိကိုတီးတို့စိတ်ကိုနှစ်ပြီးတော့မှတင်းမကောင်းကောင်းနဲ့လှုပ်ထားတာပါအဲ့တော့ကြောင့်မလို့တီးတို့ဒါဟိုအပိတ်စီချင်ပါရေယုံတင်ရက်လည်းမြန်ရဖို့တီးတို့တွေအကုန်လုံးလည်းဒါဆူတောင်းနေပါရေယုံတင်ရက်ရပြီဆိုလို့ရှင်အသင်စန်းတစ်ခုအနေနဲ့ဒါသွားကြည့်ကြဖို့ဒီအနေနဲ့တိုက်တွန်းချင်ပါရေစိတ်မပြတ်စေရဘူးဆိုတာတော့ဒီအမခံနိုင်ပါတယ်ကြိုက်ချင်းကြိုက်ချင်းတော့အမခံနိုင်တော့ဒါခုနပြောသူတူတူတပုတ်ကလာပေါ့နော်ဆက်ဒါပေမဲ့အသင်စန်းဖြစ်စီရမယ်ဆိုတော့ဒီအမခံပါရေဟုတ်အာကျေးဇူးများတင်ပါရှင်ဟုတ်ဟုတ်